Hello အားလုံးမင်္ဂလာပါအခုထပ်လုပ်ပေးမှာက collective reading လေးပေါ့နော် collective reading ဒါပေမဲ့ marriage တွေเนาะအိမ်နောင်တွေအတွက်ပဲတည်တဲ့ collective reading ဖြစ်တယ်တခြားအဲချစ်သူကြီးသားအစ်စင်မရှိသေးတာမျိုးတွေ crash တွေ ex ကိုမျောနေတာမျိုးတွေအဲလုံးဝ single တွေအဲ့ဒါမျိုးတွေမပါဘူးအိမ်နောင်တွေပဲပါတယ်เนาะအိမ်နောင်တွေထဲမှာမှာလက်ရှိမှာ အိမ်နောင်ရေးအခြေအနေအဆင်မပြေတဲ့သူအိမ်နောင်ရေးမှာပြဿနာတစ်ခုခုကရောက်ကစားတစ်ခုခု ရှိနေတယ်ရှိနေတာကိုလည်းတိတိချာချာအကြောင်းရင်းသိနေတဲ့သူတွေเนาะဒါမှမဟုတ်လို့ရှင်အင်းတော်ကြီးမခုနောက်ပိုင်းဆိုစကားတွေပြောလို့ဆိုလို့အစ်စ်မပြေဘူးပြက်တနာမရှိပြက်တနာရှာတခုခုတော့ဖြစ်နေဒါပေမဲ့ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးအကြောင်းအရာလည်းရှာလို့မရဘူးဆိုတဲ့သူတွေဒီ reading ကိုကြည့်လို့ရတယ်အဲ့တော့ energy check တွေကိုကြည့်ကြည့်ပါတော့ကိုယ်နဲ့ energy ကိုက်တယ်ဆိုတော့ဒီ reading တစ်ခုလား energy ကိုက်ညီနိုင်တယ် energy မကိုက်ဘူးဆိုရင်တော့တခြား reading တွေကိုပြောင်းကြည့်နိုင်တယ် January reading ဖြစ်တဲ့အတွက်လူတိုင်းနဲ့မှန်ကန်မှာမဟုတ်ဘူး။အဲဒီ reading ကိုစိတ်ထဲမှာလည်းအလေးအနက်ထားပြီးခန်းစားမနေဘူး။ကြိုပြီးတော့ပြောချင်ပါတယ်။အရင်ဆုံးအဲ energy check လုပ်ရအောင်နော်။နောက်တစ်ခုက pay attention to the reflex တဲ့နော်။အဲ့တော့ဒီ reading ကိုလာကြည့်ရဲ collective လေးတွေရဲ့တစ်ဖက်သူကအဲနည်းနည်းအတ္တဆန်တဲ့သူ reflect တွေရှိတယ်ပေါ့နော် reflect ဆိုတာကအလန်ဒီပေါ့အလန်ဒီဆိုတာဓာတ်ရိုက်ဘာသာပြန်တော့အလန်ဒီဒါပေမဲ့ဒီအိမ်တော်ကြီးတွေအခြေကြီးမှာဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့တစ်ဖက်သူတွေကိုစိတ်ဆင်းရဲအောင်လုပ်တတ်တဲ့သူအဲကိုကိုကိုရဲ့ချစ်တတ်တဲ့သူသူတွေကိုအချစ်ကိုတမိုးမထားအောင်မေတ္တာစေတနာเนาะတယောစင်တွေကိုတမိုးမထားတတ်တဲ့သူကိုသားသမီးမျက်နာမထောက်တာတို့ကိုမိဘဆွေမျိုးနှစ်ဖက်မိဘဆွေမျိုးတွေမျက်နာကိုမထောက်တာတို့ ကိုယ်ပေါ်မှာတစ်ချိန်တုန်းကကောင်းခဲ့တဲ့သူတွေရဲ့ကြီးစိုးကိုမတိတာမျိုးအဲ့လိုမျိုး reflect ဆန်တယ်เนาะမကောင်းတဲ့အချက်တွေအနီကက်ပေါ့နော်ဘောလုံးမွဲတွေတွေ့ဘူးပေါ့ဘောလုံးမွဲတွေမှာဆိုအနီကက်ပြလိုက်ပြီဆိုရင်ဒါပြစ်မှုတူးလုံလုံထုတ်ပြရတဲ့ဟာမျိုးအဲ့တော့အဲဒီတစ်ဖက်သူမှာ reflect တွေရှိတယ်တဲ့เนาะအဲ့ဒီ reflect တွေဟိုကိုကတတိထားဖို့လိုတယ်ပေါ့နော် reflect တွေရှိတာကိုတိတိနဲ့ အဲ့လက်ထဲရောက်ရင်တော့ပြင်မာပါလေဆိုပြီးတော့အဲဒီလူတွေကိုလက်ထပ်ပေါင်းသင်ခဲ့တဲ့သူတွေပါနိုင်တယ်အဲ့ဒီလူတွေအထူးသဖြင့်သတိထားရပဲပေါ့နော်သူ reflex ဆန်တဲ့သူတွေဆိုရင် pay attention လို့ဒီဒီလူတွေကဒီချိန်လေးမှာပို့ပြီးတော့သတိထားတဲ့နယ်ဆိုတာမျိုးပြောထားတယ်နောက်တစ်ခုက honeymoon အချို့လူတွေကတော့လောလောဆယ်တော့ပြဿနာမရှိနေဘူးเนาะ honeymoon ထွက်ခါစားအိမ်အောင်ကြခါစားလူတွေပါနိုင်တယ်အဲချစ်သူဤစားဖြစ်ခါစားအိမ်အောင်ကြခါစားဆိုလို့ရှိရင် အခက်အခဲတွေပြဿနာတွေကြော်လွားခဲ့ရတာတွေတိတ်မရှိတဲ့အတွက်အဆအဆအရာရာတော့ပျော်ရွှင်သားရနေတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးအခြေအနေရှိတဲ့သူတွေလည်းပါတယ်တဲ့ဒီလူတွေလာကြည့်တဲ့လူတွေထဲမှာနောက်တစ်ခုက finance finance and career တဲ့ financial issues are factor in a love life right now အဲ့တော့အခုအိမ်တော်ကြီးပြဿနာတွေကြုံနေရတဲ့ဟာမှာလေနော်ငွေကြေးကိစ္စတွေစီးပွားရေးအခက်အခဲတွေကြောင့်လည်းပါနိုင်နေတဲ့လက်ရှိမှာအရင်တော့အဆင်ပြေပဲ စင်ပြေခဲ့ပေမဲ့အခုချိန်မှာဝေကြီးတွေဈေးတွေတီးကြီးလာတယ်ခက်ခဲကြက်တဲလာတယ်ဝေငွေတွေကလိုက်မတက်လာတဲ့အခါမှာမိသားစုအချင်းချင်းမှာတယ်ဟိုတကူကူထစ်ခနဲဆိုတာနဲ့တီးမခံနိုင်တော့ပဲနဲ့ပြဿနာတွေဖြစ်ရတာမျိုးเนาะဟိုစိတ်တွေထဲမှာမခံနိုင်တဲ့အရာတွေစုပြီးတော့ ဟိုဒေါသတွေပြောင်းလဲသွားပြီးတယောက်ပေါ်တယောက်အပြစ်တွေပုံချမိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါတင်တို့အခုအချိန်မှာပြဿနာဖြစ်နေရတဲ့အရာတွေဒီဒီငွေကြေးတွေအလောက်ကိုင်းနေအဆင်မပြေဘူးအခက်အခဲတွေကြောင့်မို့လို့ပို့ပြီးတော့ဖြစ်စေတယ်တဲ့အဲ့ဒါတွေကသတိထားရပဲပေါ့နော်နောက်တစ်ခုက universal message နိုင်မယ်နောက်တစ်တစ်ခက်ဆွဲထားတယ်။ဟောဒီမှာလဲ reflex တယ်နော်။ ဲ့တော့ reflect ဆိုတာနှစ်ခုတောင်ပါတယ်ဆိုတော့ confirmation ပဲเนาะကိုယ့်ရဲ့တစ်ဖက်သူက reflect ဖြစ်နေရတော့အဲ90ရာခိုင်နှုန်းကျော်ကျော်လောက်တော့သိကြနေပြီပေါ့เนาะသူ့မှာ reflect ဖြစ်စေတဲ့ sign တွေရှိလိမ့်မယ်ချီတီเนาะတစ်ဖက်သူတွေကိုအနိုင်ကျင့်တာအဲဟိုကွက်ကြော်နင်းတာเนาะကရုံးပေါ်ထိတ်ကွက်လောက်တာအဲ့လိုမျိုးတွေလောက်တတ်တယ် deception ဆိုတာလှည့်ပြားတာเนาะမမယိုးသားမယိုးသားတဲ့နီးနဲ့အဲတခြားသူတွေအပေါ်မှာနိုင်ယူနိုင်ယူရတာအချစ်ချစ်သူကြီးစားမှတယ်မဟုတ်ဘူးပေါ့နော် အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်ဆွေမျိုးကြီးကိုမောင်နှမချင်းချင်းမှာပဲဖြစ်ဖြစ်အဒီမယိုးသားတဲ့သူကမယိုးသားတဲ့အကျင့်အတိုင်းပဲလုပ်ပါပဲเนาะအဲ့ဒါမျိုးတွေရှိတတ်တယ်နောက်တစ်ခုအိုးတိုက်ရက်ဒီလိုပြထားလို့မရအောင် distraction တဲ့เนาะ distraction နဲ့အမှဆိုရင် temptation always busy keep you waiting နဲ့အဲ့တော့တစ်ခုခုဆိုလို့ရှိရင်အဲတဲ့ collective လေးတွေကဘာကိစ္စရှိတယ်အလုပ်ကိစ္စရှိတယ်ဘယ်ကိုသွားဖို့ရှိတယ်စီးကင်းသွားပြဖို့ရှိတယ်ခလီနေမကောင်းလို့ဘာညာဆိုရင်ငါမအောင် အဲလုတ်ကိစ္စတွေရှိသေးတယ်တခြားကိစ္စတွေရှိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကိုယ့်ကိုပဲဟိုတယောက်တည်းခတ်ခတ်ခတ်ကအဲ့လိုမျိုးလုံလို့ရလို့အနိုင်ကျင့်လို့ရလို့ နော်တီးခံမှန်တီလို့သူတို့အဲ့လိုခဏခဏကိုယ်ကိုနိုင်ကျင်နေရမျိုးတွေရှိရယ်ပေါ့နော် always busy ဒါပေမဲ့သူတို့ကအဲ့တကယ်တော့အလုပ်အချိန်လုံးသာအလုပ်များနေရဟိုတကယ်အလုပ်များနေရလဲဟုတ်ချင်မှာဟုတ်ပဲပေါ့နော် distraction အဲတခြားအရာတွေပေါ်မှာတော့သူတို့ကဆွဲလန်းပြီးတော့အဲ့အရာတွေပေါ်မှာအချိန်နေ energy တွေတုံးဖြုံးနေတာမျိုးတွေလည်းဖြစ်တတ်တယ်တဲ့နော်နောက်တစ်ခုက self love အဲ့တော့အခုချိန်မှာကိုကိုကိုပို့ပြီးတော့ collective လေးတွေကကိုကိုချစ်ဖို့နော် ကိုကိုကိုတစ်ဖက်သူပေါ်မှာအရန်ချီပြီးတော့စိတ်ပူနေတာမျိုးကိုအဲပြန်ပြန်လျှော့ပြီးတော့စဉ်းစားပြီးတော့ကိုမိသားစုအတွက်ကိုအတွက်ကိုဘဝအတွက်ကိုရဲ့သားသမီးတွေအတွက်စဉ်းစားပြီးတော့ပျော်ပျော်ရွှင်ရွှင်နေဖို့အတွက် self love ကို ပို့ပြီးတော့အရေးကြီးတယ်လို့ပြောထားတယ်เนาะတစ်ဖက်သူအတွက်ပဲကိုရဲ့စိတ်တွေကိုကြက်မာရေးတွေထိခိုက်တတ်တယ်အဲ့ဒါတွေကိုအဲ့လောက်ကြီးအလေးနဲ့ကြီးမနေနဲ့ပေါ့เนาะအဲ့လိုပြောထားတယ်ဒါကကြတော့ဒီကကြတော့ set cross ပေါ့เนาะ package package stream မှာဆိုရင် ဘာပြက်တနာအတင်ကြုံတွေ့ရတဲ့လက်ရှိပြက်တနာနဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုရင်ဒီဒီ spread ပေါ့နော် celtic အဲ celtic လို့လည်းခေါ်တယ်ဒီ spread နဲ့ဟောထားပေးတယ်ဒါဒီပဲလေးနည်းနည်းရွှေ့လိုက်ပဲအဲ့တော့ collective လေးတွေရဲ့လက်ရှိ energy เนาะ collective ဒီမေးခွန်းမေးတဲ့သူတွေရဲ့လက်ရှိ energy မှာ judgments and queen of swords เนาะကိုယ့်ဘက်ကနေပြီးတော့တိကျပြတ်သားတဲ့အဖြေတိကျပြတ်သားတဲ့ အဲလှုပ်ဆောင်မှုတစ်ခုကိုစောင့်မျှော်နေတယ်เนาะဓာဘီရင်မှာဆိုတဲ့အတွက်ပြက်ပြက်သားသားဖြစ်စေခြင်းနဲ့ကိုယ့်ဘက်ကလည်းဟိုရင်နာနေရပြီမဲ့ကျိုးရှိရှိနဲ့ဆွဲထားတာမျိုးနှာကျင်အောင်ထက်ခါထက်ခါလှုပ်တာမျိုးတွေသီးမခံနိုင်တော့တစ်ခုခုပြက်ပြက်သားသားပြောတာလှုပ်တာကိုလိုချင်နေတယ်ဆိုတဲ့ပုံစံမျိုးရှိရဲဒါပေမဲ့ပြက်သားတဲ့ဆုံးဖြတ်ချက်မရသေးဘူးเนาะ judgment ဆုံးဖြတ်ချက်မရသေးဘူးမဆုံးဖြတ်နိုင်သေးကိုကိုယ်တိုင်းဒီလဲမဆုံးဖြတ်နိုင်သေးဘူးတစ်ဖက်သူကလည်းမဆုံးဖြတ်နိုင်သေးတဲ့အတွက် အအဖြေတစ်ခုရဖို့ကိုအခုချိန်မှာစောင့်စားနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်။အဲ့တော့တစ်ဖက်သူနဲ့ပတ်သက်ပြီးကိုတိထားတဲ့အရာတွေကိုသတင်းစကားကြားထားတဲ့အရာတွေကဟုတ်လားမဟုတ်လားဆိုတော့ကိုကပြပြသားသားမသိသေးတဲ့အတွက်သူနဲ့အဲစကားအခြေတင်မဖြစ်ရသေးဘူးမရှင်းရသေးဘူးဆိုတာမျိုးတွေဖြစ်နိုင်သလိုအဲသူနဲ့စကားအခြေတင်နေရှင်းထားတယ်ပြောထားတယ်ပြဿနာတွေဖြစ်ထားတယ်ဒါပေမဲ့သူတို့ဘက်ကပြပြသားသားမပြောလာဘူး ဟိုဝင်မခံလာဘူးတာဝန်ယူမှုတာဝန်ခံမှုတွေမပြလာသေးဘူးအဲ့ဒါကြောင့်မို့လို့အချိန်တွေတခုကိုစိတ်မရှိစွာနဲ့စောင့်ဆိုင်နေရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ် sub subconscious energy မှာဆိုလို့ရှိရင်လည်းမျက်စိပိတ်ထားတယ်ပေါ့နော်ဒါဒါနှချောင်းကင်ထားတယ်ရေဆက်မှာအဲ့တော့ဘယ်ဟိုပဲရှေ့ဟိုပဲဆက်သွားရမလားနောက်ကိုပဲပြန်ဆုံးရမလားရန်သူကဘယ်ရလာမှာလဲရှေ့ကိုဆက်လိုက်ရင်လည်းရေထဲကြအောင်ပဲပေါ့နော်ရေလိုက်နေတဲ့အန်တွေကလည်းကြားလာတယ်ဒါပေမဲ့ပိတ်ထားတယ်မျက်စိ နာเนาะအဲ့ဒါကြောင့်မလို့ကိုကဘာလို့ရမလဲဆိုတော့မဆုံးဖြတ်နိုင်တဲ့အခြေအနေမျိုးမျက်စိပိတ်နားပိတ်ကိုတခုခုဆုံးဖြတ်လိုက်လို့ရှင်ရောတခြားဘသူတွေနဲ့နာမှာလဲကိုရဲ့သားသမီးတွေเนาะကိုရဲ့အိမ်တော်ရေးဘဝမှာအခက်အခဲတွေပြဿနာတွေဖြစ်သွားမှာလားဆိုတာကိုပြန်ပြီးတော့စဉ်းစားနေရကိုမှအဆန်းဆန်းရေးစဉ်းစားချင်းချင်းနေရတယ်အဲ့လိုမျိုးပုံစံမျိုးတွေရှိတယ်အတိတ်မှာတော့အတိတ်မှာတော့လည်း7 of pentacles အတိတ်မှာတော့လည်းဒီအိမ်တော်ရေးမှာတိတ်ပြီးတော့အဲကိုဖြစ်စေခြင်းတဲ့အရာတွေ ပြေဝအပြေဝဖြစ်ခဲ့ရတာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်။တချင်ချင်းကြရင်တော့ဒီအိမ်တော်ဘန်းနဲ့ငါနဲ့ကဒီစိုက်ပြိုးထားတဲ့အသီးနှံဒီရိတ်သိမ်းရမယ့်အချိန်ကတော့ရောက်လာမှာပါပဲ။စောင့်လိုက်ပါဦးမယ်ဆိုတဲ့ပုံစံနဲ့နော်ဒီမှာသူရဲ့သူ့ရဲ့အသီးလေးတွေသူစိုက်ထားတယ်။သူခူးဆွတ်တဲ့အချိန်မရောက်သေးဘူး။ခူးဆွတ်ဖို့အတွက်ကိုဟိုတကယ်တည်းလည်းနဲ့စောင့်နေရပါတော့ငါရဲ့အသီးလေးတွေတော့ရောင်းရတော့မယ်ဈေးကွက်ကိုပို့ရတော့မယ်ဒါပေမဲ့အခုချိန်ကရောင်းရပြီလားဆိုတော့မရောင်းရသေးဘူးအဲ့လိုမျိုးအချိန်မျိုးနဲ့အတိတ်မှာတော့တချိန်ချိန်ကြာရင်တော့ကောင်းလာပါ යි နိုင်သေးရဲ့ဆိုပြီးတော့စိတ်နဲ့စောင်းစောင်းမျောနေခဲ့တာအမလို့အမရစိတ်လေးနဲ့မျောလင့်နေခဲ့တာเนาะအဲ့လိုမျိုးပုံစံမျိုးတွေတွေ့ရတယ် external energy အဲ့ external energy ရော environmental energy ပေါ့เนาะအဲ့မှာဆိုလို့ရှိရင်ကိုကိုရဲ့အတွေ့အထဲမှာကိုရဲ့မသိစိတ်ထဲမှာလဲဘယ်အရာကကိုအတွက်အမှန်တရားလဲဆိုတာကိုတိတိတယ်ကိုကပညာဉာဏ်နဲ့လဲတခုခုကိုဆုံးဖြတ်နိုင်တယ်เนาะအဲ့ဟို ဘယ်လိုကောင်းလဲကိုဒီလိုလုံးလိုက်တဲ့အလုပ်တစ်ခုရဲ့အကျိုးဆက်ကဘယ်သူကိုဘာတွေဖြစ်နိုင်မလဲကို့အတွက်ဆိုရင်ဘာတွေဖြစ်နိုင်မလဲဆိုတာကိုကိုကသိတဲ့အတွက်ကိုရဲ့ပညာဉာဏ်နဲ့ချုံးအုပ်ပြီးတော့နေနေရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုကြောက်လို့မတိလို့တုံးလို့ပိန်လို့ငြိမ်ခံနေရတော့မဟုတ်ဘူးဒီ intuition เนาะမတိစိတ်ကသူ့ရဲ့စိတ်စိတ်စွမ်းအားရှိတယ်စိတ်တကူးရှိတယ်သူတွေးရင်ထင်ရင်မှန်တတ်တယ်ဒါပေမဲ့ဟို ကိုကိုတိုင်ပြပြတသက်ဆုံးဖြတ်လိုက်ရမယ်အချိန်မဟုတ်တဲ့အတွက်ကိုကဟိုတီးခံပြီးတော့အခြေအနေတွေအကောင်းဆုံးဖြစ်ဖို့ရလက်ကိုပဲစောင့်နေရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။အဲ့တော့ future မှာဆိုလို့ရှိရင် the hammer เนาะ collective လေးတွေကဒီလိုဇောက်ထိုးဆွဲခံထားရတယ်ကိုဘွားအကြီးကဇောက်ထိုးမိုးမျော်တွေဖြစ်နေတယ်เนาะအများအမြင်မှာအဲပျော်နေတယ်လို့ထင်ရပေမဲ့ကိုကိုအတွက်ကကိုဘွားကြီးကအဆင်မပြေဘူးเนาะ ဟိုတီးခံနေရတယ်တီးခံမှုအပေါင်းနဲ့ကြောဖြတ်နေရတယ်တခါတလေဟန်အောင်မဆောင်နိုင်လောက်အောင်မျိုးကိုကိုရဲ့အပူပင်တွေကဟိုမျက်နှာမှာပေါ်လောက်တဲ့အထိကိုစိတ်ညစ်စရာတွေเนาะခက်ခဲကြမ်းတမ်းတဲ့ဟာတွေနေကြားထဲမှာဒီပိတ်လောင်နေခဲ့တဲ့ energy တွေဖြစ်နေတာကြာပြီးပေါ့เนาะ the hammer ဆိုတဲ့ major cap ဖြစ်တဲ့အတွက်ကြာပြီးဆိုတဲ့ပုံစံမျိုးလေးပြထားတယ် ညာက immediate outcome ပေါ့နော်လက်ရှိမှာလည်းဖြစ်နေတယ်မကြသေးခင်တော့မဟုတ်ဘူးဒီအတိတ်ကတည်းကစလာခဲ့ energy ကအခုတည်းတည်းသင်ရဇောက်ထိုးဆွဲခံနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါကကြတော့သင် energy လည်းဖြစ်နိုင်တယ်လို့တစ်ဖက်သူ energy လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီစိတ်ကြီးရတဲ့အခြေအနေကနေပြီးတော့တခြားကိုထွက်သွားခြင်းနေပြီတခြားအလုပ်သေးတစ်ခုဘဝသေးတစ်ခုကို စိတ်သေးလူသေးနဲ့စတင်ပြီးတော့ ပြန်လဲလောက်ကင်ခြင်းတွေတာမျိုးပြန်လဲစတင်ခြင်းတဲ့ energy မျိုးတွေစိတ်အားထက်သန်နေတယ်ဒါမှမဟုတ်လို့ရှင်တစ်ဖက်သူเนาะတစ်ဖက်သူမှာတပ်ပါတီရှိနေတာမျိုးကိုယ်ကိုထားခဲ့ပြီးတော့ဒီမှာသူ့မှာဒီတော့တခြားအောင်ထားခဲ့ပြီးနောက်ထပ်တော့တခြားအောင်သူကင်ထားရတယ်ပေါ့နော်တခြားသူတယောက်စီကိုအဲထွက်သွားတာမျိုးတခြားသူဘက်ကိုစိတ်ပါနေတာမျိုးကိုမိသားစုဘက်မှာ လုံးဝငဲမကြည့်တာမျိုးတွေဖြစ်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော် ဒီမှာစတဲ့ hierophant hierophant ဆိုတော့အဲလူကြီးပြီးပါတွေရဲ့စိတ်ဆက်ပေးမှုဆရာသမားတွေနောက်နှစ်ယောက်လုံးရဲ့ကြားထဲမှာယုံကြည်ကိုးစားရတဲ့သူတွေနဲ့စိတ်ဆက်ပေးညှိနှိုင်းပေးမှုတွေနဲ့အဲရှေ့ဆက်နေရပါမယ်ဒီလူကြီးရဲ့ဆုံးမစကားတွေနဲ့ရှေ့ဆက်နေရပါမယ်ဒီအောက်ကနှစ်ယောက်ကတော့ညနေဘိုးတွေကဟိုအဆင်မပြေဘူးပေါ့နော်သူတို့နားထောင်ခြင်းလို့ကြောက်လို့လိုက်နာခြင်းလို့လုံးလုံးတော့မဟုတ်ဘူးသူရဲ့စကားကြောင့်ခဏခေါင်းငုံနေတာစိတ်ထဲမှာတော့အဆင်မပြေဘူးအဲ့တော့ဒီ ကတ်ရဆိုလို့ရှိရင်လည်းတပ်ပါတီရှိနေရမျိုးလည်းဖြစ်နိုင်တယ်။အဲ့တော့အတင်းတို့ကဘာတွေကြောက်လန့်နေတယ်လဲဘာတွေပျော်လင့်နေတယ်လဲဆိုရင် collective လေးတွေကအခုချိန်မှာတစ်ဖက်သူကသူ့ရဲ့အမှုအကျင့်တွေကို ပြင်ပြင်လာပြီးတော့ကိုယ့်ကိုအပြန်လဲတောင်းဝင်လာတာမျိုးเนาะဟို စိတ်ကောလူကောအစ်စ်ပြန်လဲစတင်ပြီးတော့ကိုယ့်စီကို အဲ offer ပေးလာတာမျိုးကိုပြန်ခွင့်လို့ဖို့အတွက်ကိုအမားတွေပြင်လာတာမျိုးတွေကိုခုတိခုချိန်ထိတော့ collective တွေကမျောလင့်နေတော့မယ်လို့ပြတာတယ်အဲ့တော့တနှစ်တွင်မှာတနှစ်တွင်မှာဒီရလက်ကဘာဖြစ်လာမလဲလက်ရှိဖြစ်နေရခက်ခဲတွေကဘာဖြစ်လာမလဲဆိုရင်ဒီ handman ဇောက်ထိုးခံထားရတဲ့ချိန်တွေကနေပြီးတတတာကလုံးဝပြိုကျပျက်စီးသွားတဲ့အချိန်တွေအထိဖြစ်နိုင်တယ်အဲ့တော့ tower moment ကျလာနိုင်တာဆိုတဲ့အတွက်တနှစ်တွင်မှာကြိုတင်ပြီးတော့စိတ်ကိုပြင်ဆင်ထားဖို့လိုတယ်အဲကိုကူကိုလည်းမနစ်နာအောင်တစ်ဖက်သူ အပေါ်မှာလည်းလုံလုံကျူးကျူးတွေမဖြစ်မိအောင်เนาะအဲစီးပွားရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်သားသမီးတွေကိစ္စတွေပဲဖြစ်ဖြစ်တိုင်းမင်းစရာလောက်ကင်စရာရှိတာတွေဖြစ်ဖြစ်တသက်ဆုံးဖြတ်နိုင်မှုလိုတယ်ဒီလိုကက်နှစ်ခုတပြိုင်တည်းအောက်ကန်အနေနဲ့ future အနေနဲ့ကြာလာခဲ့တယ်ဆိုလို့ရှိရင်ရေရရာတွေမလုံနဲ့ရေရရာတွေလုံလဲအတင်းတို့အဆင်ပြေနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ major gap တွေဖြစ်တဲ့အတွက်အပြောင်းအလဲတစ်ခုခု changes တစ်ခုခုကတော့လာအောင်လာလိုက်မယ်เนาะအဲ့တော့တစ်နှစ်မှာဆိုလို့ရှိရင်ဒီ tower ဆွဲအတွက် မိပြတဲ့ကြီးကိုမိုးချိုးပစ်ချလိုက်တယ်နော်ဒီမှာဒီမိုးချိုးပစ်ချလိုက်တဲ့အခါမှာဒီမိပြတဲ့ကြီးကမိုးချိုးပစ်လိုက်ပါတယ်ဆိုမှဒီဟာကြီးကအရင်ထပ်ပိုင်းနေကြိုးပြီးပြုတ်ကျပျက်စီးသွားတာပေါ့နော်အဲ့တော့ဘလို့နီးနေမှာရှေ့ဆက်ပြီးတော့ဆက်ဆက်လို့မရတော့တဲ့ဇလန်းမျိုးကိုကျောင်းလာနိုင်ခြင်းရှိတယ် bottom the tank မှာလည်းရွှေခွက်တွေအပြည့်ချတာပဲပဲမယူဘူးနော်အမျက်နာမတိုင်းမရနဲ့ဒီရွှေခွက်တွေကိုကြောခိုင်းပြီးတော့သူကထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ် အဲ့တော့ဒီဟာက energy အဲပျော်သဘောလောက်ပဲ entertainment အနေပေါ့နော်ဘယ်သူကတော့ဒီ reading ရပျော်မှာမဟုတ်ဘူးလေနော်အဲ့တော့ entertainment အနေနဲ့ပဲကြည်ပါအိမ်ောင်ကြီးအခက်အခဲဖြစ်နေတဲ့သူတွေအတွက်အဖြေတစ်ခုခုရနိုင်ဖို့အတွက်ကိုလာပြီးတော့ဟောပေးတာဖြစ်တယ်ဒါပေမဲ့ဒီထက်အတိုင်းရအောင်မေးဖြစ်မယ်လို့ပြောတာမဟုတ်ဘူး energy လူတိုင်းနဲ့မကိုက်ဖို့လဲမျှော်လင့်ပါတယ်ဒါပေမဲ့အကို့မှာဒီအချက်လက်တွေအကုန်လုံးနဲ့တူညီနေတယ်ဆိုလို့ရှိရင်တော့ အဲကိုသတိထားမဲ့လူလဲဖြစ်နေတယ်ကိုအတွက်လဲဒီလိုနာကျင်ရတဲ့အခြေအနေတွေအများကြီးကြုံခဲ့ရတယ်ဆိုလို့ရှိရင်တော့ကိုစိတ်ကเนาะ self love နဲ့ပြင်ဆင်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုအကြံဉာဏ်ပေးရင်းနဲ့ဟိုမဖြစ်နိုင်တော့တဲ့အရာတွေကိုနာကျင်စေတဲ့အရာတွေဆွဲမကင်ထားဖို့နဲ့เนาะဘယ်လိုခေါ်မလဲကိုရဲ့ကိုမှစိုက်နေတဲ့ဓာတ်ကိုဆွဲနှုတ်မှာပဲဒီအနာအကျက်မှာပေါ့เนาะအဲ့လိုမျိုးဟာတွေကိုအကြံဉာဏ်ပေးခြင်းနဲ့နောက်အချို့သူတွေဒီ လာပြီးတော့ကိုယ်စီမှာမလာတော့ပါဘူးပြန်မလာတော့ပါဘူးပြန်လာပြီးရင်လည်းအခါကပြန်ထွက်သွားအောင်မှာပါဆိုတာကိုဟောထားရဲ့နဲ့လာလာပြီးတော့ပြန်လာအောင်ပြန်လာမှာလားဒီတခါထွက်သွားတာအပြီးလားဒီတခါပြန်လာအောင်မှာလားအဲ့လိုမျိုးတွေဟိုဘယ်လိုခေါ်မလဲဟီးမလုံနိုင်ကိုတန်ရကိုဟီးမလုံနိုင်အနက်ဖေးကိုဆွဲခွာလိုက်စားသိမ့်လိုက်ဆွဲခွာလိုက်စားသိမ့်လိုက်နဲ့အနာကိုမကြက်မှာကြက်မှာဆိုလို့မကြက်အောင်လုပ်နေကြတယ်နောက်ပြီးလို့ရှိရင်အချို့ဆိုရင်အဲဒီဒီဥစ္စာဒီဒီတစ်ဖက်သူပြန်လာအောင်လို့ အစီရင်လုတ်ပေးလိုက်ရတဲ့ရလုတ်ပေးလာ ဆိုပြီးတော့လာလာမေးတယ်မလုတ်ပေးပါဘူးအဲကဲကျမသတ်မှတ်ပြီးသားအရာတွေဆိုလို့ရှိရင်ဘယ်သူမှဖြတ်လို့မရဘူးเนาะအဲဘသူမလာနိုင်တဲ့အရာတွေကိုအဲ့လိုမျိုးဤတွေနဲ့ဆွဲခေါ်ထားမယ်ဆိုရင်တော့မှာပဲလာလဲခဏပဲပြီးရင်ဒီအာနိသင်တွေပြဲသွားတဲ့အခါမှာပြန်သွားမှာပဲအဲ့တော့ကိုနဲ့ကံကုန်နေတဲ့သူကိုကိုစီကိုအတင်းဆွဲခေါ်ထားတာငွေကုန်နဲ့ပြင်ပန်းနဲ့လူလိန်နေနဲ့တွေ့လို့ရှိရင်ပို့ပြီးတော့အဲပတ်စံထပ်ကုန်နေမယ်ဘောနော်အဲ့တော့ ကိုကိုကိုနားလဲဖို့เนาะဒီမှာလဲ intuition ရှိတယ်ကိုကိုကိုတီတီနိုင်တဲ့သူကိုကတရားထိုင်တာတို့ဘာလို့ဟိုဘယ်လိုခေါ်မလဲအဲ့လိုအခြေအနေတစ်ခုခုရောက်တဲ့အထိကိုမှအတွေးအခေါ်အကောင်းတယ်ပညာဉာဏ်ရှိတယ်လူဖြစ်ရတာနည်းမြကန်းတက်စီမကြောက်အဲ့လိုမျိုးနေမလုံနေပါနဲ့เนาะအဲ့ဒါကအကုန်လုံးအတွက်အဲဒါအိမ်အောင်တဲ့ဒီနောက်ဆုံးပြောတဲ့စကားကတော့အိမ်အောင်တဲ့တွေရေမဟုတ်ဘူးပေါ့နော်တစ်ဖက်သူမှာတစ်ဖက်သူဖြစ်နေတဲ့သူတွေအတွက်ကို ပညာတတိလေးနဲ့ကိုကိုကိုဆင်ကျင် သုံးသပ်ဖို့အတွက်ကိုအကြံဉာဏ်လေးလာပေးတာဖြစ်ပါတယ်။အဲအားလုံးလည်းဒီ reading လေးကိုကြိုက်နေသက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။